လိမ်မာပါနှက်ခဲ့တဲ့လီဗာပူးနဲ့နောက်ဆုံးအလုပ်ခန့်များအလုံးမဲမင်္ဂလာပါရှင်စပော့ဘာကနေပြန်လည်ကြည့်ဆိုလိုက်ပါတယ်လီဗာပူးအသင်းအနေနဲ့ပြီးခဲ့တဲ့ပရီးမီးယားလိချန်ပီယံဘွဲ့ကိုရေးထိုးနိုင်ခဲ့တဲ့အချိန်မှာအထူးကကြတဲ့အချက်လက်တစ်ခုကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့ဈေးကွက်အတွင်းမှာဒါဝင်နူးယက်စ်နဲ့ထရန်တို့ကိုယူရို95တန်းဝင်းကျင်နဲ့ကမ်းလှမ်းချက်တွေရခဲ့ပြီးမြဲ့ လီဗာပူးကငင်းပယ်ခဲ့တယ်လို့သိရပါတယ်။အကြောင်းကတော့လီဗာပူးတင်းဟာပရီးမီးယားလိဘလောက်ကိုအရယူနိုင်မှုအရှိန်အဟုန်ကောင်းကောင်းနဲ့စ조사နေရတာကြောင့်ဖြစ်ပြီးတော့ဂျားထဲမှာအရှိန်ရနေတဲ့ကစားဝတ်တစ်ခုပျက်စီးသွားမှာကိုစိုးရိမ်ခဲ့လို့ပါပဲ။ဒီဆုံးဖြတ်ချက်ကမှန်ကန်ခဲ့တယ်လို့ပြောရပါမယ်။ဒါဝင်းနက်ထရန်တို့ကလီဗာပူးရဲ့ချန်ပီယံခီးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။လီဗာပူးကလည်းချန်ပီယံဖြစ်ခဲ့တယ်လို့လာမယ့်ရာသီမှာလည်းဒီဘွဲ့ကိုဆက်လက်ထိန်းသိမ်းမှုအတွက်အားပြမှုကောင်းတွေကိုလည်းပြုလုပ်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဘက်မှာလည်းဒီလိုပြင်ဆင်မှုတွေအပေါ်အသင်းပိုင်ရှင်တွေအနေနဲ့ဝင်ရောက်ဆက်ဖွဲ့ခြင်းမရှိဘဲ Amslon နဲ့ Richard Hu တို့ကိုယုံယုံကြည်ကြည်နဲ့လွှဲပြောင်းထားတယ်လို့လည်းသိရပါတယ်။ဂျာမနီသား Florian Wirtz ကိုစံချိန်တင်ပြောင်းရွှေ့ကြေးပေးခေါ်တဲ့ကိစ္စကိုလည်းမှန်ကန်တဲ့ကိစ္စတည်းရလို့ FSD ကမှတ်ယူထားပြီးတော့ Van Dijk Robertson တို့ကိုခေါ်ယူတော့ကပုံစံအတိုင်းအသင်းအတွက်မှန်ကန်တဲ့ခေါ်ယူမှုတည်းရဖြစ်လာနိုင်မယ်လို့လည်းယုံကြည်နေကြောင်းသိရပါတယ်။နောက်ထပ်ပြီးတော့လေ Atletico Madrid အသင်းဟာ Robertson ကိုအချို့အချောင်ရမလားဆိုပြီးတော့လာရောက်ကန့်လန့်ခဲ့ပါတယ် ဒါပေမဲ့လေရောဘတ်ဆန်ကကစားသမားကိုတန်ဖိုးထားတဲ့လီဗာပူးဟာကမ်းလမ်းမှုကိုပယ်ချခဲ့ပြီးတော့အသင်းမှာပဲဆက်လက်ထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်လဲဒီကိုအသင်းဟာအချိုးချောင်ရတဲ့အတလန်နာအသင်းရဲ့ဘဲနောက်ခံသူကိုခေါ်ယူသွားခဲ့ပါပြီ။နောက်ထပ်လဲလီဗာပူးအသင်းရဲ့လူငယ်ကြယ်ဝင်ကစားသမားဟာဗေးအလီယော့ကိုခေါ်ယူခြင်းနဲ့အသင်းနေရဲမှာပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့နျူကာဆယ်အသင်းကပါပါဝင်လာခဲ့ပြီလို့သိရပါတယ်။ ဒီအသက်22နှစ်အရွယ်လူငယ်ကစားသမားဟာအင်္ဂလန် U21 အတင်းနဲ့အတူအကောင်းဆုံးခြေစွမ်းတွေကိုပြသနေတာကြောင့်အသင်းအများစုကခေါ်ယူချင်နေကြတာဖြစ်ပြီးတော့တန်ကြီးအရာကလည်းမူလတန်ကြီးပေါင်တန်း40ထက်ပိုပြီးတော့များလာဖို့ရှိနေတာပါလီဗာပူးတို့ကတော့ထိပေါက်တယ်လို့ပဲဆိုရပါမယ်တက်တလုံးသတင်းတွေအရာတော့ Harvey Elliott ကိုခေါ်ယူရေးမှာ Aston Villa, Newcastle, Fulham, Palace Brighton တို့အပါအဝင် အင်္ဂလန်ပြင်ပအသင်းတွေဖြစ်ကြတဲ့ Leipzig နဲ့ Fiorentina တို့ကလည်း ဖီယိုရင်တီနာတို့ကလည်းခေါ်ယူဖို့ပြင်မှတ်ထားနေကြတာဖြစ်ပါတယ်။နောက်ထပ်လည်းလီဗာပူးအသင်းဟာ Sporting ရဲ့ Rockies နဲ့ကောလာဟာလာတင်းင်းနေထွက်နေတာကိုသတိထားမိကြပါလိမ့်မယ်။ဟုတ်ပါတယ် Sporting Lisbon အသင်းရဲ့တိုက်စစ်ကစားသမား Rockies ကိုလီဗာပူးအသင်းကစိတ်ဝင်စားမှုမရှိပေမဲ့လိုအပ်ရင်တော့ခေါ်ယူသွားနိုင်ပွဲရှိတယ်လို့သတင်းတော်တချို့ကဖော်ပြလာပါတယ်။ဘာဝင်နူညက်စ်အနေနဲ့လီဗာပူးအသင်းကနေနာပိုလီအသင်းကိုပြောင်းရွှေ့ကစားဖြစ်ခဲ့ရင်အစားထိုးခေါ်ယူမှုအဖြစ် Jockeys ကိုခေါ်ယူသွားနိုင်ပါတယ်လို့သုံးသက်ချက်တည်းလဲထွက်ပေါ်နေတာပါ။ Newcastle အသင်းတိုက်စစ်မှု ESA အတွက်ပေးချေရမယ်။ပေါင်သန်း20ကများလို့တဲ့အတွက် Sporting Lisbon မှ Jockeys ကိုပြောင်းလဲခေါ်ယူသွားနိုင်တယ်လို့သုံးသက်ချက်တည်းကြည်စည်လောင်လောင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Jockeys ရဲ့အနေအထားကိုရောဘယ်လိုသဘောရအောင်လဲဆိုတာကိုဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။